ရုရှားရဟင်တွေထပ်ဝယ်မယ်လို့စစ်ကောင်းဆောင်မရောက်နိုင်ပြောဆိုလာတဲ့သတင်းကိုဖော်ပြပေးပါမယ်။မြန်မာပြည်တွင်းစစ်လေးနှစ်အတွင်းအရက်သားတွေကိုအသေးဆုံးများစေတဲ့လေးချောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့စစ်ကောင်စီဟာရုရှားကရဟင်တွေထပ်ဝယ်မယ်လို့စစ်ကောင်းဆောင်မရောက်နိုင်ကအတည်ပြုလိုက်ပါတယ်။စစ်ကောင်းဆောင်မရောက်နိုင်ဘယ်လာရုစ်ကအပြန်မှာရုရှားနိုင်ငံအူလန်အိုဒီမှာခီးတထောင်နားစင်မှာပဲအဲ့ဒီစစ်လက်နက်ပိုးပေါင်းဆောင်ရွက်မှုကိုပြောလိုက်တာဖြစ်ပါတယ်။စစ်ကောင်းဆောင်ဟာအူလန်အိုဒီလေးချောင်းစစ်ရုံနဲ့ အဲ့ဒီစက်ရုံတွေကယထာစကောင်းစက်ရုံကိုဗာရီယာရှာအုပ်ချုပ်ရေးမှူးအလက်စီစိုက်တန်နော့နဲ့တွားရောက်ခဲ့တာပါကျွန်တော်ဒီနေ့ယထာစကောင်းနဲ့တွဲစက်ရုံတွားခဲ့ပြီးအဲ့ဒီမတိုင်ခင်လေရင်တက်ဆင်စက်ရုံကိုတွားခဲ့ပါတယ်အဲ့ဒီနှစ်ခုလုံးဟာဘိုးပေါင်းဆောင်ရွက်ဖို့အလားလာရှိတဲ့နယ်ပယ်တွေဖြစ်တယ်လို့စက်ကောင်းဆောင်မရောက်နိုင်ကဒေသခံမီဒီယာတွေကိုပြောဆိုလိုက်တာဖြစ်ပါတယ်အူလန်အူဒီလေချောင်းစက်ရုံဟာမြန်မာစစ်တပ်က 1995ခုနှစ်ကစတင်ပြီးအတုံးလေးတုံးဝေယူခဲ့တဲ့ MI-70 ရဟရင်တွေ ထုတ်လုပ်တယ်လို့ယူကရိန်းစစ်ရေး website ဖြစ်တဲ့ Military NYI ကဖော်ပြထားပါတယ်။အဲဒီစေယုံကိုစီမံတဲ့ UAVR LSC ဟာမြန်မာစစ်ကောင်စီကိုရဟရင်အစိတ်ပိုင်းတွေရောင်းချပြုပြင်ပေးလို့ Britain နိုင်ငံက2022ခုနှစ်မှာအရေးယူပိတ်ဆို့ခံရတဲ့လုပ်ငန်းလေးဖြစ်နေပြန်ပါတယ်။ဦးလန်ဦးဒီမှာထုတ်လုပ်တဲ့ရဟရင်တွေကိုမြန်မာမှာတုံးနေတာနှစ်ပေါင်းများစွာကြာပြီလို့အဲဒီခီးစဉ်အတွင်း site.com ကသတင်းတောက်တွေကိုပြောဆိုထားပါတယ်။ ကျွန်တော်တို့ဟာတည်ယူပို့ဆောင်ရေးအထူးသဖြင့်ရဲရင်ကိစ္စပိုမိုပိုးပေါင်းဆောင်ရွက်ဖို့စီစဉ်နေတယ်လို့သူကပြောပါတယ်။စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဆောင်မင်းထွန်းကလည်းတည်ယူပို့ဆောင်ရေးရဲရင်တွေဝယ်ဖို့ဘာရီယာရှားအာဏာပိုင်တွေနဲ့စီစဉ်ထားတယ်လို့လည်းအတည်ပြုထားပါတယ်။စိုက်ဒန်နော့ဖာမြန်မာကလုံခဲ့တဲ့နိုဝင်ဘာလကလာရောက်လည်ပတ်ခဲ့ပြီးစစ်ကောင်ဆောင်မင်းအောင်လိုက်နဲ့တစောင်းတိုင်းပွဲတော်မှာတက်ရောက်ပြီးစစ်ကောင်ဆောင်ရဲ့မိတ်ဆွေကောင်ဖြစ်တယ်လို့လည်းသိရပါတယ်။သူဟာသူ့နိုင်ငံသားတွေကိုယူကရိန်းစစ်ပွဲအတွက်အတင်းကျပ်စစ်သားစုဆောင်လို့ 2023ခုနှစ်မှာအမေရိကန်ပြည်ထောင်စုကအရေးယူပိတ်ဆို့ခံရသူဖြစ်ပါတယ်။စစ်ကောင်းဆောင်မရောက်နိုင်ဟာအရင်ကလည်း2022ခုနှစ်စက်တင်ဘာလမှာဘာရီယာရှားကိုစိုက်ဒမ်နော့အပါဝင်ရရှိတွေနဲ့အူလန်အူဒီကနောက်ဆုံးပေါ်ရဟန်းရင်တွေအကြောင်းဆွေးနွေးဖို့တွားခဲ့တယ်လို့စစ်ကောင်စီမီဒီယာတွေကဖော်ပြပါဗါး2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာစစ်ကောင်စီကမြေပြင်ထိန်းချုပ်မှုအားနည်းလာလို့လေကြောင်းကိုအကြီးအကျယ်အားကိုးနေရတာဖြစ်ပါတယ်အဆိုပါရဟန်းရင်တွေကိုတော့စစ်အင်အားလက်နက် ခဲယံရိတ်ခါထောက်ပံ့ရေးမှာတာမကတော်လန်ကြီးထိန်းချုပ်ဒေတာကစစ်ဘက်ရက်ဘက်ပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့ပါတုံနေတာပါပြည်ပခဒေတာတွေမှာစစ်ကောင်စီကရဟင်တွေပို့မှုအုံပြူခြင်းဟာတော်လန်ကြီးအင်အားစုအတွက်ပြစ်မှတ်လဲဖြစ်စေပါတယ်မေတာတွင်စစ်ကောင်စီရဲ့ရဟင်ရဲ့နေစီကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကကချင်ပြည်နယ်ဗမော်မြို့နယ်တိုက်ပွဲမှာပစ်ချထားပါတယ်စစ်ကောင်စီရဲ့မတရားဖမ်းဆီးချုံနောက်မှုတွေအတွင်းလုံလောက်တဲ့စေဝါကူတာမှုမရရှိတာကြောင့် ဒေါ်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်တယ်လို့ NUG ထုတ်ပြန်လာတဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီရဲ့မတရားဖမ်းဆီးချုံနောက်မှုအတွဲမှာလုံလောက်တဲ့စေဝါကူတာမှုမရရှိတာကြောင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကစိုးရိမ်တယ်လို့ NUG ရဲ့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောဆိုထားပါတယ်။ယမနီကထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ် 73မြင်းဆောင်2025မှာ၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်တို့ဟာလည်းအကြမ်းဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုကိုခံထားပြီးလုံလောက်တဲ့စေဝါကူတာမှုတွေမရရှိနေတာကြောင့်ဒီနိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးပင်စိုးရိမ်မခင်ဖြစ်မိပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့လက်အောက်ခံအကျဉ်းထောင်တွေက အကျဉ်းဥစည်းအရာရှိတွေနဲ့တာဝန်ရှိသူတွေအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေအပေါ်ရက်ဆက်စွာပြုမှုဖိနှိပ်နေတဲ့လောက်ရတွေအတွက်တာဝန်ယူတာဝန်ခံရမှာဖြစ်တယ်လို့လည်းပြောကြားထားပါတယ်။လူမှုကောင်းဆောင်တောင်းဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့ဖမ်းဆီးချုံနှောင်ထားပြီးသူမဟာသွားနဲ့နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာများခံစားနေရတော့လေဆေးကုသခွင့်အပြည့်အဝမပေးဘဲရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်နေတယ်လို့မြန်မာပြည်စုံဝက်နက်စ်ကဇွန်လ20ရက်နေ့ကထုတ်ပြန်ထားပါတယ်။ မြန်မာပြည်စုံဝင်းနက်အဖွဲ့ရဲ့စုံစမ်းအတည်ပြုချက်အရလူမှုကောင်းဆောင်ဒေါန်ဆန်းစုကြည်ဟောင်းလက်ရှိချိန်မှာအခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ထောင်ဝင်းစားအဲ့တွဲခွင့်မရရှိပဲအကျဉ်းသားအခွင့်အရေးများပါချိုးဖောက်ခံရတယ်လို့သိရပါတယ်။ဒေါန်ဆန်းစုကြည်ချုံနောက်ထားတဲ့နေရာကိုလက်ရှိချိန်မှာဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့သူကတာဝန်ယူဦးစီးကိုကဲနေတာဖြစ်တယ်လို့လည်းသိရပါတယ်။တရုတ်ဟာအင်းဒီချင်းကမဟုတ်ဘူးလို့ ISP စတန်ဖော်ပြလာတဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါမယ်။ တရုတ်ဟာမြန်မာနိုင်ငံရဲ့အိန္ဒိယချင်းကမဟုတ်ဘူးလို့ယူဆသူ68ရာခိုင်နှုန်းရှိတယ်လို့မြန်မာမဟာဗျူဟာနဲ့မူဝါဒလိလာရေးအင်စတီကျူ ISP မြန်မာရဲ့စစ်တမ်းတစ်ခုမှာဖော်ပြထားပါတယ်။ဇွန်လ30ရက်နေ့ထုတ်2024ခုနှစ်တရုတ်မြန်မာဆက်ဆံရေးဘောမြန်မာမူဝါဒအတိုင်းဝန်ရဲ့သဘောထားအမြင်စစ်တမ်းမှာကောက်ယူရရှိထားတဲ့အချက်အလက်မှာဖော်ပြထားခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံကိုအိန္ဒိယချင်းကမဟုတ်ဘူးလို့ယူဆသူ90ရာခိုင်နှုန်းရှိပြီးလုံးဝမကောင်းဘူးလို့ယူဆသူ78ရာခိုင်နှုန်းရှိက29ရာခိုင်နှုန်းဟာကောင်းတယ်လို့ဖြေဆိုထားပြီး တိရာဂိုင်တုံးကအလွန်ကောင်းပါတယ်လို့ဖြစ်ဆိုထားပါတယ်စစ်တမ်းကောက်ရမှာအရက်ဖက်ဖွဲ့စည်းမှ105ဦးနိုင်ငံရေးနယ်ပယ်မှာ16ဦးစီးပွားရေးအသင်းဖွဲ့မှာ52ဦးထင်ရှားကြော်ကြားသူများမှာ66ဦးဒိုင်းသားလန်းတကိုင်းအဖွဲ့အစည်းများမှာ15ဦးဒေသခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်16ဦးစုစုပေါင်း260ဦးတို့ကိုစနစ်တကျတွေ့ဆုံမေးမြန်းခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်အဆိုပါဖြေဆိုသူများနဲ့မှာ EOS က53ရာဂိုင်တုံး PDF LDF က63ရာဂိုင်တုံး အရက်ဖက်ဖွဲ့စည်း83ရာခိုင်နှုန်းထင်ရှားကျော်ကြသူ83ရာခိုင်နှုန်းတို့ကအိန္ဒိချင်းကောင်းမဟုတ်ဘူးလို့ဖြေဆိုကြပြီးနိုင်ငံရေးအတိုင်းဝန်ရဲ့63ရာခိုင်နှုန်းနဲ့စီဝိုင်းရဲ့အတိုင်းဝန်60ရာခိုင်နှုန်းတို့ကအိန္ဒိချင်းကောင်းဖြစ်တယ်လို့ဖြေဆိုထားကြောင်းစစ်တမ်းရာသိရပါတယ်။ ISP မြန်မာရဲ့ကောက်ယူထားတဲ့စစ်တမ်းတွေအရတရုတ်ဟာမြန်မာအတွက်အိန္ဒိချင်းကောင်းမဟုတ်ဘူးလို့ယူဆသူဟာ2023ခုနှစ်စစ်တမ်းထက်14ရာခိုင်နှုန်း2022ခုနှစ်ထက်73ရာခိုင်နှုန်းပိုတိုးလာတယ်လို့သိရပါတယ်။ထို့ပြင် ာနာသိမ့်မှုအလွန်တရုတ်နိုင်ငံပေါ်သဘောထားမြင်ကိုမေးမြန်းရမှာလဲဖြေဆိုသူ85ရာခိုင်နှုန်းကပိုပြီးအဆိုးမြင်လာတယ်လို့ဖြေဆိုကြပြီး17ရာခိုင်နှုန်းသာပိုပြီးအကောင်းမြင်ကြောင်းဖြေဆိုထားကြောင်းနဲ့ကျန်တဲ့15ရာခိုင်နှုန်းကမတိကျောင်းတဲ့ဖြေဆိုရန်ညှင်းဆန်ထားပါတယ်အာနာသိမ့်မှုအလွန်တရုတ်နိုင်ငံပေါ်အဆိုးမြင်တယ်လို့ဖြေဆိုဒီမှာတိတိတသာပိုများလာပြီး2022ခုနှစ်ထက်47ရာခိုင်နှုန်းနဲ့2023ခုနှစ်ထက်59ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ဆိုပါတယ်ဖြေဆိုသူများထဲမှာ EU များက89ရာခိုင်နှုန်း PDF FDR များက63ရာခိုင်နှုန်း၊အရက်ဖက်အဖွဲ့အစည်းများက90ရာခိုင်နှုန်း၊ခင်ရှားကြော်ကြားသူ68ရာခိုင်နှုန်းကပိုအဆိုးမြင်လာတယ်လို့ဖြေဆိုကြပြီးနိုင်ငံရေးအတိုင်းအဝိုင်း25ရာခိုင်နှုန်းကပိုအကောင်းမြင်တယ်လို့ဖြေဆိုထားကြောင်းဖော်ပြထားပါတယ်။ ISP မြန်မာကစစ်တမ်းကောက်ယာမှာနိုင်ငံရေးအတိုင်းအဝိုင်းအတွက်2015နဲ့2020ရွေးကောက်ပွဲအနိုင်ရနိုင်ငံရေးပါတီများ၊တရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC အဓိကဒေသများဖြစ်တဲ့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မန္တလေးတိုင်း မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီများမှနိုင်ငံရေးခေါင်းဆောင်များအပါအဝင်တရုတ်မြန်မာစီးပွားရေးစင်ကြံနဲ့ပတ်သက်ပြီးဝေဖန်အကြံပြုနေတဲ့နိုင်ငံရေးခေါင်းဆောင်83ဦးဒိုင်းအသာလန်နဲ့ကိုင်းအဖွဲ့အစည်း23ကိုတရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတရှိအောင်ပြည်နယ်တိုင်းခြေစိုက်တပ်ဖွဲ့ဝင်အ ਨੇ စုံတရာထက်မနည်းရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့66ဖွဲ့အရက်ဖက်အဖွဲ့အစည်းအတိုင်းဝန်းမှာအရက်ဖက်အဖွဲ့အစည်းမှာ230ဦးရင်းနှီးမြှုပ်နှံမှုကုံတွဲရေးလုပ်ငန်းများမှာပါဝင်တဲ့စီးပွားရေးအသင်းအဖွဲ့မှာ152ဦး တရုတ်မြန်မာဆက်ဆံရေးနဲ့ပတ်သက်ပြီးသုတေသနပြုလုပ်နေသူများဘဝရာရေးရမှာလွှမ်းမိုးနိုင်တဲ့ထင်ရှားတဲ့အသိပညာရှင်တက်ပညာရှင်များလူမှုရေးဘာသာရေးနယ်ပယ်မှာဩဇာကြီးသူ152ဦးကိုဆင်းပြုစုခဲ့ကမေးမြန်းမဲ့အတိုင်းဝန်း6ခုအတွက်လူပုဂ္ဂိုလ်695ကိုရွေးချယ်ခဲ့ပြီးပေါင်းစပ်နမူနာစနစ်ကိုအသုံးပြုက352ဦးရွေးထုတ်ပြီးဖြည့်ဆို့သူ260ဦးကိုစနစ်တကျတွဲဆုံမေးမြန်းကစစ်တမ်းကောက်ယူခဲ့တာဖြစ်တယ်လို့သိရပါဗျ။တောင်မျိုးသားလွတ်မြောက်ရေးတက်မတော့ DNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်30ကျေးရွာကိုရန်ရီဇူလိုင်လတရနေ့ကစစ်ကောင်စီကလေကြောင်းမတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံအမျိုးသား3ဦးသေဆုံးတာတဦးတန်ရာရရှိခဲ့တယ်လို့ DNL ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကရမနေ့3နာရီဝန်းကျင်ကလေကြောင်းမနေပြီ၄ချိန်ဘုံးစတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးနေအိမ်နှလုံးနဲ့ဖုန်ကြီးကြောင်းနှကြောင်းနဲ့ထိမှန်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။စစ်ကောင်စီကယခုသတင်းဖတ်အတွင်းမှာ DNL ထိန်းချုပ်ထားရမျိုးတွေကိုစစ်တိုက်ဘုံးကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာပါ။ ဇော်လ29ရက်မှာကြောင်မင်းမျိုးကိုလေးချောင်းမှပုံကျဲခဲ့ပြီးအမျိုးသမီးနှုတ်ဦးအမျိုးသားတဦးဒဏ်ရာရရှိကာနေအိမ်14လုံးစာသင်ကျောင်းတစ်ကျောင်းနဲ့ဘုံကြီးကျောင်းတစ်ကျောင်းထိမှန်ဖျက်ဆီးခဲ့ပါတယ်။ဇော်လ26ရက်နေ့ကကြောင်မင်းမျိုးလေးချောင်းတိုက်ခိုက်ခံရမှုအတွက်မှာဒေါ်မူးစွန်းအောင်အသက်49နှစ်သေဆုံးကအသက်18နှစ်ရွယ်ကိုဇော်ထူလင်းနဲ့အသက်19နှစ်ရွယ်ကိုဖြိုးတန်းကျော်တို့ထိခိုက်ဒဏ်ရာရရှိကာနေအိမ်နှလုံးလဲဖျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။ ။ထို့ပြင်ကြောင်မဲမြို့ကိုဇွန်လ24ရက်မှာလေကြောင်းမှတိုက်ခိုက်မှု2ကြိမ်လှုပ်ဆောင်ခဲ့ပြီးအမျိုးသမီး3ဦးအမျိုးသား2ဦးသေဆုံးကကလေးငယ်2ဦးအပါအဝင်ဒေသခံ14ဦးထိခိုက်ဒဏ်ရာရရှိကာစာသင်ကျောင်းနှစ်ကျောင်းနဲ့နေအိမ်49လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ TNL ကဇွန်လ25ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဇွန်လ25ရက်နေ့ကလည်း TNL ထိ ंछ ုပ်ထားရာမန္တလေးတိုင်းမိုးကုံးမြို့နယ်အုံကိုင်းရွာကိုလေကြောင်းမှတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တာကြောင့်ကလေးငယ်ပါဝင်ဒေသခံ2ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်9လုံးနဲ့ဘုံကြီးကျောင်းတစ်ကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့လည်းသိရပါဗျာ။ ဒါကြောင့်တပတ်တွင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် DNA တွေထိ ंछ ုပ်ထားရမျိုးတွေဖြစ်တဲ့နောင်ချိုကြောင်မဲမိုးဘုံမျိုးတို့မှာဒေသခံရှိဦးတည်ဆုံက22ဦးထဲမှနေထိခိုက်ဒဏ်ရာရရှိထားပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့ပြည်သူများအနေနဲ့စည်းသတိအမျက်ရှိရန်လိုအပ်ပြီးလေကြောင်းရဲ့ကာကွယ်နည်းလမ်းများလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNL ကသတိပေးထားပါတယ်တောင်းလို့မြောက်ရေးတပ်မတော် TNL က2029စစ်စီရင်အပိုင်း1နဲ့အပိုင်း2တို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာနန်းစံ၊နန်းခမ်း၊မန်တုံ၊ကွတ်ခိုင်၊မိုင်းငော၊နမ်မတူ၊ကြောင်မဲ၊မိုင်းလုံး၊မိုးမိတ်၊နောင်ချူ၊တီဘောမြို့နယ်နဲ့မန္တလေးတိုင်းမှာမိုးကုတ်မြို့နယ်တို့ကိုတင်ပိုက်ကအုတ်ချုပ်ရေးလဲပတ်ဆောင်ရွက်လျက်ရှိပါတယ်။